ောက်အစနကတရားလေးရှင်းမြင်ပါဦးဆိုလို့တက်လာလိုက်တာပေါ့ဘုဟုတရားတော့မမြင်ရတာအမှန်တော့ပေါ်ပူသေးပါဘူးဒါပေမဲ့တခါကြီးတို့တခါမကြီးတို့ယဟန်တော်တို့တဲ့စဉ်းစားလို့ရမယ်တွေးခေါ်လို့ရမယ်တရားလေးတစ်ပုဒ်တော့စဉ်းစားထားတာရှိပါတယ်အဲ့တော့တရားကောင်းစဉ်ကပါလဲဆိုရင်ဘဝခရီးနေထိုင်ဤ ဘယ်ကြည်ပါတရားပါလေဘောဝါသိညာဘုရားမြတ်စွာဘုရားရှင်ဘုရားမြတ်ကြီးကအင်္ဂုတ္တရနိဂေဆက်ကနိဗ္ဗာန်အနောတရိယတုတ်တံမာဒီတရားတော်ကိုဟောကြားတော်မူခဲ့ပါလေတရားကောင်းစဉ်လေးကဘောဝခယီနေထိုင်နီဆိုတဲ့အတိုင်းလူရလုဖြစ်လာတဲ့အခါဘဝတစ်ခုကိုရလာပြီဆိုတာနဲ့ ကိုယ်သူဖြစ်เสียရတယ်အကုသူဖြစ်เสียရတယ်မောရှာကြုံရမှာပဲလောကရဲ့သဘောတဘာဝကအကောင်းနဲ့အဆုံးဒွန်းတွင်းနေတာဟုတ်လားမှန်ပါဗျာအဲ့တော့ဒွန်းတွင်းနေတဲ့ခါကျတော့ခုနောက်ပိုင်းကာလမှာဆိုရင်အကုသူဖြစ်เสียရတယ်ကပုံများလာတယ်ဟုတ်လားမှန်ပါဗျာအကုသူဖြစ်เสียရတယ်ပုံများလာတဲ့အတွက်ကြောင့်ကိုယ့်ရဲ့စိတ်ထားအလုံးထားလေးအလုံးသားလေးဟာ အထမ်းမတက်လို့ရှိရင်အာဟုသူတွေဒီဖြစ်မှာစိတ်နှလုံးသားလေးကိုထားတတ်မယ်ဆိုရင်တော့ကုသိုလ်တွေဖြစ်เสียအကြောင်းများတယ်ပေါ့နော်မှန်ပါဗျာအဲကြောင့်မလို့ဦးဇင်းအနေနဲ့ဒီတရားလေးကိုဟောပေးခဲ့ပါမယ်နော်မှန်ပါဗျာအဲတော့တရားတော်စင်ကပါတယ်လေဘဝခိုင်နေတာနေဘဝလို့ခေါ်တဲ့တဏှာခီးကိုသွားနေရတဲ့ပုဂ္ဂိုလ်တွေ ေဘဝရဲမပြီးသေးဘူးတန္တရာတိဆက်အောင်ပါဟုတ်လားမှန်ပါဘူးနိဗ္ဗာန်မရောက်မရှင်ဆက်နေအောင်ပါအဲ့တော့တန္တရာတိသွားတဲ့နေရာမှာအကုသိုလ်တွေကင်းပြီးကုသိုလ်တွေနဲ့ပဲပျော်ပါလို့ရအောင်ပျော်လို့ရအောင်ဘယ်လိုနေထိုင်ရမလဲမြတ်စွာဘုရားကနေထိုင်နည်းရှောင်မျိုးပြခဲ့တယ်ပရိသတ်ကြီးနေထိုင်နည်းဘယ်လိုမျိုးလဲရှောင်မျိုးပါဘုရားအဲ့ဒီရှောင်မျိုးကပါရင်လဲဆိုတော့နံပါတ်1 တတနာအနုတ္တရိယနဘတိကတတနာနုတ္တရိယမြမလူကတော့အမျက်ဆုံးမြင်ခြင်းနဲ့နေရမယ်တဲ့နဘတိကဘာနဲ့နေရမလဲအမျက်ဆုံးမြင်ခြင်းနဲ့နေရပါဗျာအမျက်ဆုံးမြင်ခြင်းနဲ့နေရမယ်ဒီချက်မှတော့ဓမ္မကြီးများဓမ္မကြီးများနရကနံပါတ်နဲ့တဝနာနုတ္တရိယမြမလူကြတော့ အမျက်ဆုံးကြာနာခြင်းနဲ့နေရမယ်တဲ့။နမနိကဗာလည်းနေရမလဲ။အမျက်ဆုံးကြာနာခြင်းနဲ့နေရပါဘုရား။နောက်တစ်ခါနဘတော်လာဝနုတ္တိယမြမလူကတော့အမျက်ဆုံးရခြင်းနဲ့နေရမယ်တဲ့။နဘတော်ကဗာလည်းနေရမလဲ။အမျက်ဆုံးကြာနာခြင်းနဲ့နေရပါဘုရား။အနှရှက်ရှိသွားပြီ။ဟုတ်ပါပါဘုရား။အနှရှက်ရှိသွားပြီနော်။ နောက်တစ်ခါနံပါတ်၄အနေအားဖြင့်တဲ့တိတ်ခာနုတရိယအမြဲဆုံးတင်ယူခြင်းနဲ့နေရမယ်တဲ့နံပါတ်၄ကဘာနဲ့နေရမလဲအမြဲဆုံးတင်ယူခြင်းနဲ့ရပါလားနောက်တစ်ခါနံပါတ်၅ပါရိစရိယနုတရိယအမြဲဆုံးလုံကျွေးပြည့်စုံခြင်းနဲ့နေရမယ်တဲ့နံပါတ်၄က ဘာနဘငါကဘာနဲ့နေရမလဲနာရကနာမရှောင်းတဲ့အနုတ္တတနုတ္တရိယအမြတ်ဆုံးအောင်မိတ်ခြင်းနဲ့နေရမယ်တဲ့ဘာနဲ့နေရမလဲအမြတ်ဆုံးအောင်မိတ်ခြင်းနဲ့နေရပါပါဗျာဒါဆိုမြန်မာလူတွေပြောကြည့်မယ်နော်မှတ်ရတယ်ဆရာပါဠိကျတော့ဒီနေ့မှတ်ရခက်တယ်လေမြန်မာဒီလေးနဲ့ပဲမှတ်ကြည့်မယ် နံပါတ်၁အမျက်ဆုံးမြင်ခြင်းနဲ့နေရမယ်နံပါတ်၁ကပြောကြည့်ပါဦးနှစ်ခေါက်လောက်အမျက်ဆုံးမြင်ခြင်းနဲ့ရပါဗျာအမျက်ဆုံးမြင်ခြင်းနဲ့ရပါဗျာအမျက်ဆုံးမြင်ခြင်းတော့ဟုတ်ပြီနောက်တစ်ခါနံပါတ်၂အမျက်ဆုံးကြားနာခြင်းနဲ့နေရမယ်နံပါတ်၂ကပါလေအမျက်ဆုံးကြားနာခြင်းနဲ့နေရပါ ခြင်းနဲ့နေရမယ်။တပတ်သုံးပါးနဲ့နေရမလဲ။မြတ်ဆုံးရခြင်းနဲ့နေရပါဗျာ။မြတ်ဆုံးရခြင်းနဲ့နေရပါဗျာ။ဟုတ်ပြီ။နောက်တစ်ခါနံပါတ်၄ကျတော့အမြတ်ဆုံးသင်ယူခြင်းနဲ့နေရမယ်။ဘာနဲ့နေရမလဲ။မြတ်ဆုံးသင်ယူခြင်းနဲ့နေရပါဗျာ။မြတ်ဆုံးသင်ယူခြင်းနဲ့နေရပါဗျာ။ဟုတ်ပြီ။နောက်တစ်ခါနံပါတ်၅ကျတော့ âm nhạc số biểu dữ lục truy chiến nè đi à mẹ đệ và đây đi à mẹ đệ nói đây là nam bế sở âm nhạc số ông minh chiến nè đi à mẹ và đây đi à mẹ đệ မြတ်ဆုံးသောမြင်ခြင်းနဲ့နေရမယ်တဲ့လောကမှာလူတွေဟာစေရဏမြင်ရဏမိဖုရားယရဏရွှေငွေကြောက်တံပရမအစရှိတဲ့ယရဏတွေကိုမြင်ရတာဟာအမြတ်ဆုံးလို့ယူဆကြတယ်တဲ့လူတွေရဲ့အမြင်မှာဟုတ်လားဒါကြောင့်လည်းပဲဝိလသမေရှိတဲ့အခါလောဘတန်စာအဝစာကောင်းကောင်းတွေဝတ်မသွားကြဘူးလားဝတ်သွားကြပါ ဘုရားကြာတာဘောဘာဖြစ်လို့လဲကိုယ့်ရဲ့စိတ်ထဲမှာဒါလေးကိုယ့်ရဲ့စိတ်ပြတ်တည်ရှိတယ်မြတ်တယ်လို့ယူဆလို့ဘောဟုတ်လားမှန်ပါဗျာဒါပေမဲ့မြတ်စွာဘုရားကအဲ့ဒါလို့စေရနာမေရနာမေမယရေရနာရွှေဝေတောက်တံဗရမအစရှိတဲ့ယရနာတွေကိုမြင်ခြင်းဟာအမြတ်ဆုံးမဟုတ်ပါဘူးတဲ့။ဘာကြောင့်လဲဆိုတော့လောဘဒေါသမောဟကင်းကြောင်းနိဗ္ဗာန်ရောက်ကြောင်းမဟုတ်လို့တဲ့။ဟုတ်လား ဒါဆိုရင်အမျက်ဆုံးမြင်ရင်ကပါလေဖယားကိုဖူးမြင်ရခြင်းတရားတော်ကိုဖူးမြင်ရခြင်းတန်ခါတော်မြတ်ဒီကိုဖူးမြင်ရခြင်းကဒါလည်းအမျက်ဆုံးမြင်ခြင်းတဲ့ဟုတ်လားဘာကြောင့်လဲဆိုတော့ဖယားတရားတန်ခါရဏတသုံးပါးကိုဖူးမြင်ရတဲ့အတွက်ကြောင့်မိမိရဲ့စိတ်ဓာတ်မှာလောဘဒေါသမောဟစတဲ့ကိလေသာတွေနေပါတဲ့နေပါစီတဲ့နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ ဖြစ်စေတယ်။ဒါကြောင့်မလို့ဖယားတရားတန်ခါရဏမြတ်သုံးပါးကိုဖူးမြင်ပြီးတော့နေရခြင်းဟာအမျက်ဆုံးမြင်ခြင်းနဲ့နေတာတဲ့ဟုတ်လားမှန်ပါဗျာ။ဒါကြောင့်မလို့ဘဝတဏ္ဍာခကြီးမှာအန္တရာယ်တွေကင်းခြင်းနဲ့ဘေးတွေရှင်းခြင်းနဲ့ကိလေသာတွေငြိမ်းခြင်းနဲ့အပေပေးလွတ်ခြင်းနဲ့နိဗ္ဗာန်ကိုရောက်ခြင်းနဲ့ဆိုနံပါတ်1ဘာနဲ့နေရမလဲ။ အမြဲဆုံးမြင်ခြင်းနဲ့နေတဲ့အားရရှိတဲ့မှာဘုရားရှင်ဘုရောမြတ်ကြီးရဲ့ဂုဏ်တော်တွေကိုရုပ်ထွက်တရစေပူဇော်ပြီးတော့ဖူးမြင်ပြီးတော့နေတရားတော်ရဲ့ဂုဏ်တော်တွေကိုဖူးမြင်ပြီးတော့နေဟုတ်လားတန်ခါတော်တွေကိုဖူးမြင်ပြီးတော့နေနံပါတ်၄ရပြီနော်နောက်တစ်ခါနံပါတ်၅အမြဲဆုံးကြားနာခြင်းနဲ့နေရမယ်တဲ့လောကမှာ လောကီလူသားတွေဟာဆိုင်းတံဘုံတံဂိတတံကောင်းမွန်တဲ့ကျင့်ငတ်သာရကရဲ့အတ္တလေးကိုကြားရလို့ချင်ရအမျက်ဆုံးအကောင်းဆုံးပဲသုတိမင်္ဂလာဖြစ်တယ်လို့မယူဆကြဘူးလားဆက်ပါပါဘုရားဒါပေမဲ့မြတ်စွာဘုရားကအဲ့တလို့ကြားရခြင်းကအမျက်ဆုံးမဟုတ်ပါဘူးတဲ့ဘာကြောင့်လဲကိလေသာတိုးပွားကြောင်းဖြစ်လို့တဲ့နိဗ္ဗာန်ရောက်ကြောင်းမဟုတ်တဲ့အတွက်ကြောင့်အဲ့တလို့ကြားနာခြင်းနေရာပါလေ မျက်ဆုံးမဟုတ်ဘူးလေဒါဆိုရင်ဘလို့ကြားနာခြင်းမျိုးကမျက်ဆုံးလေမျက်စွာဘုရားဟောကြားခဲ့တဲ့ပဋ္ဌာန်းတရားတော်တွေဓမ္မစကြာတရားတော်တွေယခုလိုဝိပဿနာတရားတော်တွေကိုကြားနာခြင်းကတာလည်းရင်အမျက်ဆုံးကြားနာခြင်းလေဟုတ်လားဒါကြောင့်လေကိလေသာနေကြောင်းနိဗ္ဗာန်ရောက်ကြောင်းဖြစ်လို့ဒီနေ့အဲ့ဒီလိုကြားနာခြင်းနဲ့နေနေတာမဟုတ်ဘူးလားမှန်ပါ အဲ့ဒါအမျက်ဆုံးကြားနာခြင်းနဲ့နေနေတာပုဂ္ဂိုလ်ကိုပြတ်ဆန်းစင်နော်နောက်တစ်ခါနံပါတ်3ဘာနဲ့နေရမလဲအမျက်ဆုံးရခြင်းနဲ့နေရမယ်တဲ့လောကမှာလူတွေဟာပစ္စည်းဥစ္စာချမ်းသာမှုရအောင်သာသမီရအောင်စသည်ဖြင့်ဒီလိုရတဲ့အရာတွေကိုကြိုးစားအားထုတ်ပြီးတဲ့အခါရလာတဲ့အချိန်မှာအမျက်ဆုံးလို့ယူဆကြတယ်တဲ့ဟုတ်လား ဒါပေမဲ့အဲ့ဒီပစ္စည်းဥစ္စာရာကြောင်းသတ္တမီရာကြောင်းအရာတွေဟာတဲ့အကောင်းဆုံးရာခြင်းမဟုတ်သေးပါဘူးတဲ့ကိလေသာတိုးသွားကြောင်းနိဗ္ဗာန်ရောက်ကြောင်းမဟုတ်လို့တဲ့နော်ဒါဆိုရင်ဘလို့ရာခြင်းဟာအကောင်းဆုံးလေအမျက်ဆုံးရာခြင်းလဲဆိုတော့မြတ်စွာဘုရားကယရဏမြတ်သုံးပါးနဲ့ကံကံရဲ့အကျိုးကိုယုံကြည်တဲ့တရာတရားကိုရရှိခြင်းဟာအမျက်ဆုံး ရခြင်းပဲတဲ့။ဘာရခြင်းလဲ။ဘာကိုရတာလဲ။တတတရားကိုရတာ။ဘာကိုရတာလဲ။အဲ့ဒီတတတာဆိုတာဘာကိုပြောတာလဲလို့နေရင်ယရဏမြတ်၃ပါးနဲ့ကံကံရဲ့အကျိုးကိုယုံကြည်တာ။အဲ့ဒါကိုဘာလို့ခေါ်တာလဲ။တတတာလို့ခေါ်တာ။တချို့ကတရားတရားတို့ကပြောနေတာနော်မသိကြဘူးတိတ်ပဲ။အဲ့တော့တရားရဲ့တိတ်ပဲရပါလေ။ ယရဏမြတ်၃ပါးနဲ့ကံကံရဲ့အကျိုးကိုယုံကြည်တာအဲ့ဒါသရာတရားအဲ့ဒီသရာတရားကိုရခြင်းဟာကိလေသာနှိပါကြောင်းနိဗ္ဗာန်ရောက်ကြောင်းဖြစ်လို့တဲ့အဲ့ဒါဟာအမျက်ဆုံးရခြင်းပဲတဲ့သရာတရားရဖို့အမတန်ခင်းရင်လည်းနော်တချို့ကဘုရားဘာသာဖြစ်ရင်သရာတရားရှိတယ်လို့ထင်တာတကယ်တမ်းတော့တရားကြီးဓမ္မကြီးများ ဗုဒ္ဓဘာသာဖြစ်ပြီးတော့ဗေဒင်းရရယလက္ခဏာစသည်ဖြင့်တုတိမင်္ဂလာတွေကောတုဟလမင်္ဂလာတွေကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါဗျာအဲ့ဒီလိုယုံကြည်မှုတွေရှိနေတာဟာတကယ်တရားတရားစစ်သလားရှိပါဗျာတရားတရားဆိုတာကံကံရဲ့အကျိုးကိုယုံကြည်တာနော်အဲရရယာတွေသွားရှိနေတယ်ဘုလူပြောလဲယုံကြည်လဲပြောလဲယုံ ဘာဘုရားပုဂ္ဂိုလ်တွေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့တရားတရားကိုကြော်လွန်ပြီးတော့ယုံကြည်နေတာကြီးอ่ะအဲ့ဒါတရားတရားဟုတ်ပါမလားဟုတ်ပါဘူးခင်ဗျာမစစ်မှန်သေးဘူးဟုတ်လားတရားတရားဆိုတာယရဏမြတ်၃ပါးနဲ့ကံကံအကျိုးကိုယုံကြည်တာဒါကြောင့်မို့တရားတရားဟာဘုရားဘာသာဖြစ်တိုင်းရလားရပါဘူးခင်ဗျာအေးတရားတရားအစစ်မှန်ရဖို့ကခဲရင်တယ်ယနေ့ဘုဂုတ်တရားအစစ်မှန်ကလာအထုတဲ့ပုဂ္ဂိုလ်တွေကတော့အဲ့ဒီတရားတရားရှိလောက်ပါတယ်နော် စစ်ပြီလားကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်နော်အဲ့တော့ဟုတ်ပြီနံပါတ်3အနေနဲ့အမျက်ဆုံးရခြင်းတော့ပါဘာနဲ့ရခြင်းလဲတရားတရားကိုရခြင်းနဲ့နေတာဟုတ်ပြီနော်နောက်တစ်ခါနံပါတ်4အမျက်ဆုံးတင်ယူခြင်းနဲ့နေရမယ်တဲ့ရှိသေးတာတော့စင်စည်ရတဲ့မြင်းစည်ရတဲ့ လေးရတ္တမြတ်တဲ့စနေရပြီအထာရတ္တ16ရဲ့သောပညာတွေကိုသင်ကြားရတယ်ဘုဂေကလနာမန်ကျတော့စီဝါယီပညာတွေဒူယီပညာဆက်မှုလက်မှုပညာဒါတွေမသင်ရဘူးလားသင်ရပါတယ်သင်ရတယ်အဲ့ဒီအတက်ပညာတွေကိုသင်ယူခြင်းကိုလောကီလူသားတွေအပြင်မှာတော့ဒါကောင်းမှုနဲ့သင်ယူခြင်းအမျက်ဆုံးသင်ယူခြင်းလို့ယူဆကြတယ်ဒါပေမဲ့မြတ်ဗုဒ္ဓကတော့အဲ့ဒီအတက်ပညာတွေကိုတက်မြောက်ခြင်းဟာကိလေသာကင်းကြောင်း မဟုတ်လို့နိဗ္ဗာန်ရောက်ကြမဟုတ်တဲ့အတွက်ကြောင့်အမျက်ဆုံးတင်ယူခြင်းမဟုတ်သေးပါဘူးတဲ့ဘယ်လိုတင်ယူခြင်းကအမျက်ဆုံးလဲဆိုရင်ဒါနဝိပုတ္တအောင်တိလရေစောက်တည်တတ်အောင်တမထတရားတွေပွားများအားထုတ်တတ်အောင်ဝိပဿနာတရားတွေပွားများအားထုတ်တတ်အောင်တင်ယူခြင်းကတာလည်း ကိလေသာငြိမ်းချောင်းနိဗ္ဗာန်ရောက်ချောင်းဖြစ်တဲ့အတွက်ကြောင့်အမျက်ဆုံးတင်ယူခြင်းပါတဲ့ဘဝခရီးဘုဘဝတိုးခြင်းနဲ့နိဗ္ဗာန်နဲ့ရောက်ခြင်းနဲ့ဆိုရင်ဘယ်လိုနေရမလဲနံပါတ်၄အနေအားဖြင့်အမျက်ဆုံးတင်ယူခြင်းနဲ့နေရမယ်အမျက်ဆုံးတင်ယူခြင်းဆိုတာဒါနပြုတဲ့အောင်ဒီလာရိစပ်တည်တဲ့အောင်တမထတရားတွေပွားများတဲ့အောင်ဥပဒနာတရားတွေရှုမှတ်တဲ့အောင် အဲ့ဒီလိုသင်ယူခြင်းကဒါလေပါလေဒီနေ့အဲ့ဒီပညာတွေရောမသိနေဘူးလားသိပါဘူးခင်ဗျာဘုရားဘုရားဆက်ဆက်နော်အဲ့ဒါနံပါတ်၄ကအမျက်ဆုံးသင်ယူခြင်းနဲ့နေရမယ်နောက်တစ်ခါနံပါတ်၅အမျက်ဆုံးပြုစုလုပ်ကျွေးခြင်းနဲ့နေရမယ်တဲ့ရှင်းကျင်တော်လူတွေကပုံနာတွေကိုဖိတ်ခေါ်ပြီးတော့ထမင်းညွှန်တာတွေပါရှိတယ်ဟုတ်လား ဝိကိကာလကျတော့တထည်တကြွေတွေကိုခေါ်ပြီးတော့တမင်းတွေးတာရှိတယ်အာနာပါပါယအကျင်လို့တော့လည်းကောင်းတထည်တကြွေတွေနဲ့တကယ်ချင်းဖြစ်ချင်ရင်တော့လည်းကောင်းဒင်နာဘွေကြီးပပြီးတော့တောက်စားပြုတ်သွားပြီးတော့တမင်းတွေပိုင်ဖိတ်ကြည့်ရမရှိဘူးလားရှိပါဘူးဗျာအဲ့ဒါလို့အပျော်ပါ့တွေ့လာဘတ်တကာရကိုငဲ့ပြီးတော့ဖိတ်ဖို့ကြွေးမွေးတဲ့ပြည့်စုံတဲ့အရာတွေဟာအမျက်ဆုံးပြည့်စုံခြင်းမဟုတ်ပါဘူးတဲ့ ကိလေသာတို့ဘွားကြောင့်ဖြစ်လို့နိဗ္ဗာန်ရောက်ကြမဟုတ်လို့ဟုတ်လားဒါဆိုအမျက်ဆုံးပြုစုခြင်းရပါလေဖယားတရားတန်ခါယုံနာမြတ်၃ပါးနဲ့မိဘဆရာသမားတွေကိုပြုစုလုံကျွေးခြင်းဟာအမျက်ဆုံးပြုစုလုံကျွေးခြင်းပဲတဲ့ဘာကြောင့်လဲကိလေသာ၄ပါးကြောင့်နိဗ္ဗာန်ရောက်ကြဖြစ်လို့ဟုတ်လား ဒါကြောင့်မလို့အမျက်ဆုံးလုံကျွေးခြင်းနဲ့နေရမယ်ဆိုတာဘာလို့လုံကျွေးရမှာလဲယရဏမျက်လုံးပါနဲ့ဝိပဿနာမှာကိုပြုစုလုပ်ကျွေးတယ်ယနေ့တရားစကားဝင်တဲ့ယန္တရောရှင်မြတ်ဤဒီကြောင့်နဲ့မသတိသုံးနေတဲ့ဆရာတော်နဲ့တဝါတန်ဃာတော်ရှင်မြတ်ဒီကိုတခြားသောတန်ဃာတော်ရှင်မြတ်ဒီကိုပစ္စည်းလေးပါးနဲ့ထောက်ပံ့လှူဒန်းနေတာဟာဘာလို့နေတာလဲအမျက်ဆုံးပြုစုလုပ်ကျွေးခြင်းနဲ့နေတာဟုတ်လား ကိုယ့်ရဲ့မိဘနာဘာကိုပြည့်စုံလုံကျွေးပြီးတော့နေတာပါလေပါနေတာလေဒီမှာမိဘလုံကျွေးတဲ့သူတွေပါလားယန္တနာတော်ရှင်မြတ်ဒီမဟာနာတော်တို့ရှိတတ်အောင်ဆိုပြီးတော့ပစ္စည်းလေးပါထောက်ပံ့လူတတ်နေတဲ့ပုံပေါ်လေးမပါဘူးလားပါပါရဲ့ဗျာဒါဆိုဘာနဲ့နေနေကြတာလဲဟုတ်ပြီနော်ဒါဆိုရင်နံပါတ်၅ကအမျက်ဆုံးပြည့်စုံလုံတွေးခြင်းနဲ့နေရမယ်တဲ့ နရဂနဘရှအမြဲဆုံးအောင်မိတ်ခြင်းနဲ့နေရမယ်တဲ့။ဘာနဲ့နေရမလဲ။နေရမှာလူတွေအိယာဝိတ္တိယဝိဇ္ဇာဘုဘောလက်တင်စဉ်းစားလို့ဘာတွေစဉ်းစားလဲ။မလက်ပြန်ငါဘုသူ့အကျိုးဆက်ရမလဲ။မလက်ပြန်ငါဘာရအောင်လုပ်ရမလဲ။တာယသမီးစီးပွားရေးလူမှုရေးစသည်ဖြင့်အရေးပေါင်းများစွာကိုပဲဘာလို့နေကြလဲ။ အောင်မြင်နေကြတယ်အရိယာနေကြတယ်စဉ်းစားနေကြတယ်ဟုတ်လားအဲ့လိုအောင်မြင်တရိယာနေခြင်းကိုမြတ်စွာဘုရားကအမျက်ဆုံးအောင်မြင်ခြင်းလို့မခေါ်ပါဘူးတဲ့ကိလေသာတို့ပါကြောင့်နိဗ္ဗာန်ရောက်တာမဟုတ်လို့တဲ့ဒါဆိုရင်မြတ်ဆုံးအောင်မြင်ခြင်းကဘာလဲမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအောင်မြင်နေခြင်းတရားတော်ရဲ့ဂုဏ်တော်တွေကိုအောင်မြင်နေခြင်းသံဃာတော်ရှင်မြတ်တွေရဲ့ဂုဏ်တော်ကို အောင်မေ့နေခြင်းမိဘဆရာသမားတွေရဲ့ပုံတော်တွေကိုအောင်မေ့နေခြင်းနောက်တစ်ခါကိုပွားများခဲ့တဲ့ကိုပြုလုပ်ခဲ့တဲ့ဌာနတွေကိုအောင်မေ့ခြင်းတီလာတရားတွေကိုပြန်လဲဆက်စစ်ပြီးတော့အောင်မေ့နေခြင်းကိုပွားများခဲ့တဲ့တမထဝိသနာတရားတွေကိုပြန်လဲအောင်မေ့နေခြင်းကတာလည်းရပါလေအမြဲဆုံးအောင်မေ့ခြင်းနဲ့ဘာကြောင့်လဲကိလေသာငြိမ်းချနိဗ္ဗာန်ရောက်ချင်လို့ ါဆိုရင်ဘဝခရီးမှာဥပဝတုန်တဲ့နေရအောင်နိဗ္ဗာန်မြဲမြဲရအောင်နိဗ္ဗာန်မရောက်သေးရင်စကြာမှာလည်းအတေကြီးဘေးကြီးရှင်းပြီးတော့ဘေးဆိုတဲ့နေရာမှာအပယ်ဘေးပါပါတယ်နော်အပယ်ဘေးပါကင်းအောင်နေထိုင်ပြီးတနေ့တို့နဲ့နေထိုင်ရမယ်ရှောင်းမျိုးအဲ့ဒါကိုသင်ကအချင်းချုံပြောလိုက်မယ်နံပါတ်1အမျက်ဆုံးမြင်ခြင်းနဲ့နေရမယ်။နံပါတ် မြတ်ဆုံးကြားနာခြင်းနဲ့နေရမယ်နံပါတ်3အမြတ်ဆုံးရခြင်းနဲ့နေရမယ်နံပါတ်4မြတ်ဆုံးသင်ယူခြင်းနဲ့နေရမယ်နံပါတ်5အမြတ်ဆုံးပြုစုလုပ်တွေ့ခြင်းနဲ့နေရမယ်နံပါတ်6အမြတ်ဆုံးအောင်းမြင့်ခြင်းနဲ့နေရမယ် လောင်းတူချင်းကတော့မြင်သမျှကြားသမျှတွေ့သမျှအရာတိုင်းကိုအာကုတုမဖြစ်အောင်နေကိလေသာမလိုပါအောင်နေကုတုဖြစ်အောင်နေဟုတ်လားအဲ့ဒါဟာအမျက်ဆုံးနေခြင်းပဲဒီလိုတော့ဘဝခရီးကိုဘလို့နေရမလဲလို့မိလာရင်တွေ့တဲ့လူတိုင်းကိုဘလို့နေဖို့ပြောမလဲအမျက်ဆုံးနေခြင်းရှောင်လို့နေလို့ပြောလို့ရပြီနော် င်ဒီပြန်သွားတဲ့အခါကျတခါကျရင်လည်းပဲမတိသေးတဲ့လူရှိရေပြောပြရတာကိရိယာလေးလို့လည်းပဲအိယဝေဒနာလေးမှာပြန်စဉ်းစားပြီးတော့တွေးတော်ဟုတ်လားဒီအချက်လေးနဲ့မှကိုယ်ဘာတွေနဲ့လိုအပ်နေသလဲဘာတွေများလိုအပ်နေသလဲဘာတွေကတော့ပြည့်စုံနေပြီလဲပြည့်စုံနေလည်းပဲထပ်ပြီးတော့ကြိုးစားလိုအပ်သေးရင်လည်းပဲပြည့်စုံအောင်ကြိုးစားဒါဆိုရင်တို့လောက်မှတို့ကောင်းတို့လိုချင်ပါတယ်ဆိုတော့ဘာကိုရမလဲမရပါဘူး ုနာတိရှုံငိမ့်တဲ့ကိလေသာတွေရှုံငိမ့်တဲ့နိဗ္ဗာန်ကိုရမယ်လို့မြတ်စွာဘုရားကအေဂောဒရနိကေသကနိဗ္ဗေဒုက္ခရိယတုတ်တမကောင်းစွာမသိဟောကြားတော်မူခဲ့ပါပေတည်း မြတ်ဆုံးဘဝခရီးနေထိုင်ပြီးတော့ទីပါပါเนาะဓမ္မရင်းမြတ်ဘာ ਈ ဘွားဆိုတော့ငါမနေပဲကြာတော့ပဋိပါပဲเนาะဒီတော့ရေးတာတော့ပြာမှုကြီးပါတရားစကားတော့မကျေသုံးကျေတော့မမှုပါလေเนาะအဲ့ဒါဘုရားလည်းဦးရကျောက်ဆယ်မှာခရီးတရားသွားပေါ်နေတဲ့ဒါအပြန်ဥတုဝိရနဲ့ရောဇနနာတာငယ်တငယ်ချင်းနေငယ်ကျော်ဆွေတီးမှတီးတဲ့ငယ်ချင်းမဟုတ်ဘူးသူတို့ကအုတ်ထဲမှာနေတဲ့က စားချက်နဲ့အတူတူသွားလဲအတူတူစားလဲအတူတူအဲ့လိုနေခဲ့တယ်။အကြမ်းမလို့ငေကျွမ်းဆွေးလို့ပြောတာ။သူများတွေယဉ်ကြီးတယ်ဆိုတာကတော့ဒီမှာယဉ်ကြီးတာဖြစ်လေမဟုတ်လား။မှန်ပါဗျာ။အဲဦးဇင်းတို့တကယ်ချင်းသုံးပါ့ဗျ။ဦးစတိလာရဲ့ဥတုမီရာရဲ့ဦးဇင်းရဲ့ဦးစိတ်ဝဲရတော့ဥပါရမှာ။အဲ့ဒါသုံးပါတာငေကျွမ်းဆွေးလို့ပြ။အရင်ကမှအရင်ကအတွေ့အကြုံမတွေ့ကြတာကဘယ်လောက်ကြာလဲ10နှစ်ကျော်15လောက်ရှိပါတယ်ဗောနော်။ ကျွန်တော်ပုံတွဲမှာအဲ့လောက်နေပြီးတော့ဖွဲသွားတာဆိုတော့အခုတော့သူကဒီမှာကြောက်တဲ့ပုံကြီးဖြစ်နေပြီပေါ့နော်သူကတော့ကြောက်တဲ့ပုံကြီးရှင်းနေလောက်လို့ပြီးတော့အခုတော့မထိုင်တော့ပါကြောက်မထိုင်တော့ပါမထိုင်တော့ဆိုတာလည်းအကြောင်းရှိလို့ပေါ့နော်အဲအဲ့တော့လောလောဆယ်တာကြုံတုံးကြုံခိုင်လေးဒုဒ္ဓရမလေးကိုဒါကျေးဇူးဆက်ခွင့်ရတယ်ပေါ့လင်းရလည်းဒါဖြူသားပါနော်နောက်တစ်စိဖြူပဲရောက်ပြီးရင်လည်းပဲအလေးပတ်လာခြင်းရင်အဲ့ပို့ပေးပါမယ်နော် ဒါလည်းသူရပါတယ်အဲဒီဘက်ကလည်းပဲကျုံတဲ့အခါဝင်ပြီးတော့နေပါမယ်နော်ဒီလိုက်တော်ပါကြီးများအာဒီဘုန်းကြီးပြောလဲပတ်တာပေါ့နော်အဲဘွေရတော့ဘုရားယံမှာအမှတ်ရမကက်ပါဘူးနော်ငကေရှင်းပါတယ်မှာပါတယ်အဲဒီဘိုင်းဒီတရားဟောတဲ့ကငကေရှင်းပါကျုံရင်ဘုရားဟောတရားလိုက်အဲ့တော့အမြဝေရသေးလားအမြဝေရဘူးလားအာဒါဆိုရင်ရှင်း ဟုတ်လားအဲ့ဒါဆိုရှေ့စီပြီဆိုဦးသလဲပြန်ပြောတော့မယ်နော်ပြန်အောင်မယ်နှုတ်ဆက်ပါ